မင်္ဂလာပါရှင်၂025ခုနှစ်ဇွန်လ22ရက်နေ့အတွက်မူလီဝတ္တနယ်ဇလာဗီရာသတင်းများကိုနေပြီးတော့မူလီဝတ္တနယ်ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မှတ်သားဝယ်ရာမွေးချိန်များမှာဖောင်းပြင်းမျိုးမှာလေတသမာ33လက်မှာဟုံးမလင်းမျိုးမှာသုံးတသမာ83လက်မှာဟိုင်ဂျီကျိုမျိုးမှာနှစ်တသမာ24လက်မှာ ဟေဟိုမြို့မှာတတသမခွန်သုံးလမကော့တောင်းမြို့မှာတတသမရှောက်နှစ်လမဝါခေမမြို့မှာတတသမ၅ရှစ်လမမြောင်မြမြို့မှာတတသမ၅လီလမမအူဝေမြို့မှာတတသမ၃ရှစ်လမကိုကိုကျွတ်မြို့နယ်ကြောက်ဖြူမြို့တို့မှာတတသမ၃တုံညလမစီနယ်လက်ဗုဒ္ဓမြို့မှာတတသမ၁လီလမတို့တိုင်းထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လည်းတနအိခွဲချိန်မိုးလေဝသကြိုးမှာဖန်ပြရရှိတဲ့ပုံရကပ်ပလီပင်လဲပြင်းနဲ့ဘင်္ဂလားပင်လောတို့မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားနေရာတချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခဲ့ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကျန်းမာရေးဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အထိတ်တမှာတိမ်တူထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူ မြေများပုံစံအရမြဝကျွန်းမမုတ်တမာခွေမုန်တနေသာရဲ့ကဲရန်တျှောက်တို့မှာမုတ်တုံလေးအကောက်ရမှာအအလွန်ကောင်းနေပါတယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအာကောင်ရာမှာအားလွန်ကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်မှာမုတ်တုံလေးအာကောင်နေပါတယ်မြမပင်လယ်ပြင်မှာမြဝကျွမမုံတမာကွေမုံတနေသာရီကဲရဲတချောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာရဲဖက်ရန်ခါမိုးတက်လေးပြင်းများကြရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးရာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာ မြေဝါကျုံမမုတ်တမာကွေမုတ်တနဒိုင်ကဲရဲရှောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာဆက်တဲ့ဘေးမှာ73ဘေးကရှိနိုင်ပါတယ်ရခိုင်ကဲရဲရှောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာတခါတည်းရန်မိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြည့်နိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြေပြင်းလေးရာတနအိကိုမိုင်30ထိတိုက်ခိုက်နိုင်ပါတယ်လှိုင်းမြင်မှာရခိုင်ကဲရဲရှောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာ10ဘေးမှာ72ဘေးကရှိနိုင်ပါတယ်မနေ့ဖြစ်မနေ့အထိခံမှန်းချက်များအနေနဲ့ကတော့ စကန္ဒဒေတာကြီးအောက်ပိုင်းမန္တလေးဒေတာကြီးမကွေးဒေတာကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျစကန္ဒဒေတာကြီးထပ်ပိုင်းရှင်းပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာစိစိနဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီဒေတာကြီးရန်ကုန်ဒေတာကြီးပဲခူးဒေတာကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေတာကြီးတို့မှာနေရာအနှံပြမုတ်ထချုံရွာပြည် ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထက်ပိုင်းကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမနေ့ဖြန်အတွက်ဒိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကို တင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့အနီတဝိုက်တွင်မနေ့ပြန်မနေ့အထိမိုးလေဝသအခြေအနေခံမဲ့ကြမှာမိုးတစ်ချိန်နဲ့ချိန်ထစ်ဆုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီတဝိုက်တွင်မနေ့ပြန်မနေ့အထိမိုးလေဝသအခြေအနေခံမဲ့ကြမှာလဲမိုးတစ်ချိန်နဲ့ချိန်ထစ်ဆုံရွာပါမယ် အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆယ်စီယပ်စ်68ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ25ဒီဂရီဆယ်စီယပ်စ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ36ဒီဂရီဆယ်စီယပ်စ်69ဒီဂရီဖာရန်ဟိုက်နဲ့ အနေအဆအပူချိန်မှာ29ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါ်နေပါမယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလွဲ့တဲ့နိုင်ခြေထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစီရှင်။